တာကိုအဲ့ဒီမနက်မနက်6နာရီလောက်မှာတိလိုက်ရတာပေါ့တိလိုက်ရစီမှာဟာဒုံးဆိုပြီးကျွန်တော်ရှော့ဖြစ်သွားရှော့ဖြစ်သွားဆိုတာဟိုရိုက်ကူးကြီးကြောင့်ရှော့ဖြစ်တာမဟုတ်ဘူးဖခင်တယောက်ဆုံးပါရဲ့တားသမီးတရားခန်းစားကြောကျွန်တော်သိတယ်ကျွန်တော်အတိဆုံးကျွန်တော်ကိုယ်တိုင်လည်းဟိုဖခင်ဆုံးပါထားတဲ့သူဆိုတော့သူ့ကိုကျွန်တော်မေးတယ်ဟာဒါပြန်ချင်လားဘယ်လိုလုပ်ချင်လဲဘယ်လိုဆန္ဒရှိချင်လဲမှာအမပြန်ဘူးတဲ့မပြန်ဘူးတဲ့သူကျန်တဲ့နှစ်ရက်ကိုအကောင်းဆုံးသူရိုက်မယ်တဲ့ဟိုပြီးပြီးဟိုပြီးမှပဲသူပြန်မယ်ဆိုတော့ အဲ့ဒါကြီးကိုမယုံနိုင်ဖြစ်သွားတာဟဲ့တကယ်ကြီးလားဆိုတော့ဟုတ်တယ်ဟိုအဖေဆုံးတော့ချက်ချင်းချက်ချင်းမပြန်ခဲ့ရတာဗိမဲ့ငါအကောင့်စူးစမ်းခဲနိုင်နေပါလားဆိုတော့ကိုကိုကိုနောင်တမရအောင်အကောင့်စူးစမ်းလိုက်ပါဆိုပြီးတော့သူငိုပြီးတော့နားထောင်နေတကယ်လဲစူးစမ်းရတယ်ဒီလိုမျိုးရင်းပြီးပြီးတော့မှရတဲ့ဒီနှစ်ရက်လေးမှာသူအများကြီးစူးစမ်းခဲ့တာတွေ့ရတဲ့အတွက်တကယ်ကိုစိတ်နဲ့ပီတိဖြစ်မှုကအတိုင်းမသိပဲဘောနော်တေချာပါလေဒီကား ကထွက်လာတဲ့ခါကျရင်မတမီယာထွက်လာခါကျရင်မဝင်းတိပီထွန်းအတွက်ပရိသတ်တွေရင်ထဲမှာအနုပညာလောကမှာနေရာတနေရာကျင်းတည်ရစီမယ်လို့ကျွန်တော်ကဒရိုက်တာတယောက်အနေနဲ့ယုံကြည်မှုပြည့်ရှိပါတယ်။ဘောနော်ကျွန်တော်အဲ့ဒါကိုအဲ့ဒီမနက်မနေ့6နိုင်လောက်မှာတိလိုက်ရပါဘူးတိလိုက်ရစီမှာဟာဒုံးဆိုပြီးကျွန်တော်ရှော့ဖြစ်သွားရှော့ဖြစ်သွားဆိုတာဟိုရိုက်ကူးကြီးအကြောင်းရှော့ဖြစ်တာမဟုတ်ဘူးဖခင်တယောက်ဆုံးပါရဲ့ တာတမီတရားခန်းစားချက်ကိုကျွန်တော်သိတယ်ကျွန်တော်အတိဆုံးကျွန်တော်ကိုယ်တိုင်လည်းဟိုဖခင်ဆုံးပါထားတဲ့သူဆိုတော့ပြီးတော့အာတနာတနာဝါတာပေါ့နော်ပြီးတော့ဟိုဘယ်လိုပြောရမလဲသူ့ကိုကျွန်တော်မေးတယ်ဟာဒါပြန်ချင်လားဘယ်လိုလုပ်ချင်လဲဘယ်လိုဆန္ဒရှိတဲ့ချိန်မှာဟဲ့ကူရလည်းအခက်ခဲနေတဲ့ရိုက်မရမယ့်အနေအထားမျိုးလေးဖြစ်နေရပါဘောဒီကိစ္စမရှိဒီကိစ္စမပေါ်ရင်ကိုဖြစ်နေပြီဖြစ်နေဆိုတော့ ဖြစ်နေပြီဆိုတော့အမပြန်ဘူးတဲ့မပြန်ဘူးတဲ့ तू ကျန်တဲ့နှစ်ရက်ကိုအကောင်းဆုံးသူရိုက်မယ်တဲ့အပြီးပြီးဟိုပြီးမှပဲ तू ပြန်မယ်ဆိုတော့အဲ့ဒါကြီးမယုံနိုင်ဖြစ်သွားဟဲ့တကယ်ကြီးလားဆိုတော့ဟုတ်တယ်အာ तू ကငိုငိုပါဗောနော်အဲ့ဒါနဲ့အမဟိုမဝင်းနေပြေထုံးကျွန်တော်လက်ကလေးကင်ပြီးအားပေးတာဗောအမကမကီဗောနော်မကီဟိုဒီလိုမျိုးပိတ်ဆက်ရကြိုးဟိုအနစ်နာခံရကြိုးနဲ့အောင်အကောင်းစူးစမ်းလိုက်ပါဒီနေ့ရက်ကို တချိန်ကျောက်ရှင်ဒီစကားယုံတင်တဲ့ခါကျောက်ရှင်အော်ငါအဲ့တုန်းကဟိုဟိုအဖေဆုံးတော့ချက်ချက်ချင်းမပြန်ခဲ့ရတာဗိမဲ့ငါအကောင်စူးစမ်းခဲနိုင်လိုက်ပါလားဆိုရဲကိုကိုကိုနောင်တမရအောင်အကောင်စူးစမ်းလိုက်ပါဆိုပြီးတော့သူငိုပြီးတော့နားထောင်နေတကယ်လဲစူးစမ်းတယ်အဲ့နှစ်အတွင်းမှာလေသူလေရှူတင်သူခံမပါဘူးဆိုရင်သူတွားငိုတယ်သူအရန်ပြင်မနေပါအဲ့ရှူတင်မှာလဲဖွေးလို့လေအမတို့ကလုံးဝသူ့ဖတ်ထားပြီးတကယ်ကိုပေါ့တော့ရှူတင်မှာတကယ်ကို ဟိုကျွန်တော် mind ဒီတိုင်းမှာမှာသူတို့နှစ်ယောက်ဖတ်ငိုရဲဟာလေကျွန်တော်တင်ဖြစ်သေးတယ်အဲ့တော့ तू အရန်အဲ့လိုနှစ်တင်ပြီးကြားရဲ तू ကိုယ်တိုင်ဒါပေမဲ့ on scene ပေါ်မှာရောက်တယ်ဇက်ကောက်တစ်ခုဖြစ်သွား तू အရန် तू စူးစမ်းရတာတွေ့ရတော့ဩစကားနားထောင်နေပေါ့နော်အဲ့လိုကြည်နေမိရေပေါ့ဒါပေမဲ့ကျွန်တော်ကြားမိတာ나이ကချက်ချင်းမြေချမှာလားမသိဘူးအဲ့ဒါအဲ့ဒီမြေချမှာအဲ့ဒါကို तू လုံးဝတားပြီးတော့လေဆောင်ဝေးပါဆိုပြီးတော့ဆောင်ပေးပြီးတော့ဟိုအာ तू လိုက်သွားတာပေါ့နော်တကယ်အဲ့ပြတယ်တကယ်ကျေးဇူးအများကြီးတင်ပါတောင်းတတောင်းပန်နေပေါ့နော်အားလဲအားနာရယ် ပြီးတော့ဂုံလဲယူတယ်ဂုံယူရဲဆိုတာဒီလိုဟိုဒီလိုမျိုးရင်းကြီးပြီးတော့မှရတဲ့ဒီနှစ်ရက်လေးမှာသူအများကြီးစူးစမ်းခဲ့တာတွေ့ရတဲ့အတွက်တကယ်ကိုချင်းနေပီတီဖြစ်မှုကအတိုင်းမသိပဲဘောနော်တေချာပါလေဒီကားကထွက်လာတဲ့ခါကျရင်မတန်မြန်ထွက်လာခါကျရင်မဝင်းတပြေထွန်းအတွက်ပရိသတ်တွေရဲ့ရင်ထဲမှာအနုပညာလောကမှာနေရာတနေရာကျင်းတည်ရစီမယ်လို့ကျွန်တော်က driver တယောက်အနေနဲ့ယုံကြည်မှုပြည့်ရှိပါတယ်မိဘအဆုံးပါသွားတာမပြောင်းမဲနဲ့အလုပ်ကိုတာဝန်စီအောင်လုပ်ရတဲ့တိုးဆောင်တရားခန်းစားချက်ကလွယ်မှာမဟုတ်ဘူးလေအဲ့အတွက် တကယ်ကို appreciate လုပ်ပါတယ်မဝင်းတပြေထွန်းအောင်ဟုတ်ဘကူကလည်းအဖေကိုအရန်ချစ်တယ်မှာပါတယ်ကျွန်တော်လည်းအဖေကိုချစ်တယ်အဲ့ကြားထဲမှာမှာ ကျွန်တော်တို့ကအဲ့ရပိုင်ရှိရမမအောင်မှာမဖွေးရသူ့ရဲ့သုံးမဲလေသုံးမဲစကားချွေလာလေးကိုကျွန်တော်ပြရဲပေါ့နော်ပြချင်မှာအရန်ကောင်းတာပဲအရန်အရန်သဘောကျတာပဲအရန်ကြိုက်တယ်ဒီသုံးမဲကားကိုလေကျွန်တော်ချွေလာကြည့်အရန်ကြည့်နေတဲ့တော့ဟောဆိုဒီဖခင်မိတ္တာကြီးမိသားမိတ္တာကြီးပြတာအရန်ကောင်းအမကုံယူတယ်အမတို့တခြားလေးကိုကျွန်တော် ဇုံတင်အပြည့်ဝအားပေးမှာဆိုပြီးပြောတော့လေ तू ကသူဒီသုံးမဲကားကိုရိုက်ရတဲ့အချိန်မှာမှဖေးကိစ္စရဲ့ healing ဖြစ်တယ်ပေါ့နော် तू တည်းအရန် तू တည်းအဲ့လိုနေပြန်နေကောင်းတယ်ပေါ့အဲ့တော့အရန်စိတ်မကောင်းဖြစ်ကိုကိုကလည်းနားလေပေါ့နော်အဲ့ချိန်မှာကျွန်တော်ကလည်းအဖေတက်ရည်ရည်ပြီးတခြင်းတဲ့ပုတ်ကျွန်တော်လုံညာရှိတယ်ပေါ့နော်အဲ့လိုအဲ့လိုဖြစ်နေပြီးတော့တက်တက်ကအဖေကြောင်းနေနေဖီးနေကြတဲ့အချိန်မှာမှနောက်မင်းသမီးတယောက်ရဲ့ကိစ္စအဲ့လိုဖြစ်တယ်ဆိုတော့အရန်ကြည်ခွဲစရာတခြားသူတစ်ထက်စာပို့ပြီးနားလေပါလीနော်ကျွန်တော် writer ရော အဲတခြားဒီမီနီမီကြီးကိုယ်တိုင်ကဟိုဟာဖေးမြတ်တာကိုလိုချင်ပြီးတိတိတိပြီးတော့ဖေးမရှိရဲ့အနုမြရှင်ဖြစ်တဲ့အတွက်သူ့ပို့ပြီးတော့နှစ်သိမ့်ဖြစ်တယ်ပို့ပြီးတော့ကိုချင်းစာပဲဖြစ်တယ်ပေါ့နော်ဟုတ်